ရော့ထက်ရဲ့ကမ္ဘာစင်တဲ့နေရာကိုလိုချင်လို့ဝမ်းချံပြင်းရှစ်ကိုလာခဲ့တာပါဆိုရဲတာကေရူ ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကြော်ကြား MMA Sport Channel ကနေတင်ပြကြိုဆိုလိုက်ပါရစေ။ကမ္ဘာ့ဆန်ဖိုက်တာတာကီရိုကာရော့မွေတိုင်းဖိုက်တာရော့တန်တို့ကမ္ဘာ့အဆင့်တက်ဖိုက်တာနဲ့ထိုးသက်ပြီးသူ့နေရာကိုလိုချင်လို့ဝမ်းချန်ပြန်ရှိကိုလာခဲ့တာပါဆိုပြီးပြောဆိုလိုက်ပါရစေ။ K1 ကမ္ဘာ့ဆန်ချန်ပီယံတာကီရိုကလာမယ့် match လ23ရက်နေ့ကျရင်အမိမြင့်မှာကျင်းပသွားမယ့်1172မှာခေါင်ပွဲဖြစ်မွေတိုင်းမီဂါစတာရော့တန်နဲ့ကမ္ဘာ့ဆန်စူပါဖိုက်ထိုးသက်သွားရမှာဖြစ်ပါရ ဒီပွဲဟာချန်ပီယံကပတ်လူပွဲမဟုတ်ပေမဲ့လည်းဖိုင်တာနှစ်ဦးစလုံးရဲ့ပုံစံကြောင့်အကောင်ပွဲဖြစ်သတ်မှတ်ပေးခြင်းခံရသလိုငါးချီတီတီထိုးသက်သွားရမှာဖြစ်ပါရီတာခေရူက ကျွန်တော်က K1 မှာအပွဲဥထွက်ခဲ့တာလေ K1 ရဲ့ဝိတ်တန်သုံးခုချန်ပီယံဆိုလဲဟုတ်တယ်ကျွန်တော်ရဲ့ကစားသမားဘွားနောက်ထပ်စင်ကုန်မှုတွေရင်ဆိုင်ခြင်းခဲ့တယ်အဲ့ဒီအချိန်မှာဝမ်ချန်ပီယံရှစ်ကလည်းလာကန်လန်းနာနဲ့ကြုံခဲ့တယ်ဝမ်ချန်ပီယံရှစ်ကိုဘာကြောင့်ရွေးချယ်ခဲ့တာလဲဆိုတော့ Rotten ကြောင့်ပါပဲသူဟာဝမ်ချန်ပီယံရှစ်မှာနံပါတ်1ဖိုက်တာဖြစ်နေတာတော်လေးကြာနေပြီလေဒါပေမဲ့ Rotten ကြောင့်ပွဲကိုမထုတ်လိုက်ရဘူးကျွန်တော်ဒီပွဲကိုစောင့်နေတာတော်လေးကြာပါပြီ Rotten ကိုရင်ဆိုင်ဖို့တင်ပါပဲ Rotten လိုကမ္ဘာစစ်ဖိုက်တာကိုအနိုင်ယူပြီးသူ့နေရောင်ကိုလိုချင်လို့ဒီစင်ကုန်မှုကိုရရဲ့ကြီးလက်ခံထားခဲ့တာပါဆိုပြီးပြော ောဆိုသွားခဲ့ပါတယ်။ရော့ချန်နဲ့တာခဲရူတို့က2023ခုနှစ်တုန်းကလည်းပွဲတိပ်ပြီးချင်းခရပေးမိ။ရော့ချန်နှုတ်ထွက်သွားခဲ့တာကြောင့် တာခဲရူအနေနဲ့စူပါလက်နဲ့ပြောင်းလဲထိုးသက်ခဲ့ရပါတယ်။အဲ့ဒီပွဲမှာစူပါလက်ရဲ့ခြေကန်ချက်တွေကြောင့်တာခဲရူတယောက်ပေါင်နေရောင်ကိုင်းခဲ့တယ်လို့အမတ်နဲ့လည်းရှုံနေသွားခဲ့တာဖြစ်ပါတယ်။အဲ့နောက်မှာတရားပြန်လဲတက်တော်လာတဲ့အချိန်မှာမြန်မာပြည်သက်တွေရဲ့တဲကျော်ပဲလို့လေးတန်းစင်နဲ့ထိုးသက်ခဲ့ပြီးဒုတိယချီမရင်းအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။တန်းစင်နဲ့ပွဲပြီးမှာတော့ဥက္ကဋ္ဌကြီးချက်တွေကရော့ချန်ကို စင်ပေါ်ကိုဖိတ်ခေါ်ကတာခဲရူနဲ့တကားရင်ပွဲတိပ်ပြီးခဲ့တာဖြစ်ပါ ါရီတောင်ကီရူကရောဒီပွဲနဲ့ပတ်သက်ပြီးတရားပြင်ဆင်မှုတွေပြုလုပ်ထားသလိုဒီပွဲမှာရော့တန်ဘလူကစားလာနိုင်တယ်လို့ဆိုတာနဲ့ပတ်သက်လို့အားလုံးကိုစနစ်တကျနဲ့လေ့ကျင့်ပြင်ဆင်ထားပြီးပြီလို့ဆိုလာခဲ့ပါရီရော့တန်ကလည်းတောင်ကီရူကိုအနိုင်ယူပြဖို့ယုံကြည်ချက်တွေတော်လေးပြင်းထန်နေပြီးဘလောက်ထိတော်မှလဲဆိုရင်တောင်ကီရူအတွက်6ပေကျင်းတူပြီးမြေမြုပ်ပေးသွားလို့တော့ရတယ်လို့ကြုံဝါထားတာဖြစ်ပါရီရော့တန်က စူပါလက်ကိုရှုံးခဲ့တဲ့ပွဲပြီးမှသူ့ကိုသူသေသွားတယ်လို့တော့မှခန်းစားခဲ့ရတယ်လို့တာကဲရုကအင်တာဗျူးတစ်ခုမှပြောခဲ့ဘူးတာကျွန်တော်မှတ်မိသေးတယ်။ခင်ဗျားတို့ဒါကိုလည်းမှတ်မိကြအောင်ပါပေါ့။စူပါလက်ကိုရှုံးတာတောင်သေသွားတယ်လို့ခန်းစားရတယ်ဆိုရင်ကျွန်တော်နဲ့ထိုးတဲ့အခါတကယ်သေးချင်းစိတ်တော်ပေါက်သွားမလားပါပဲ။ကျွန်တော်သူ့ကိုမြင်မြုပ်ပေးဖို့၆ပေချင်းတချင်တော့ကြိုတူးထားရမယ်တနေ့ဆိုပြီးပြောဆိုသွားခဲ့ပါရီ။ရော့တာဟောပြီးခဲ့တဲ့1160နိုင်မှာတော့ကဂျေကော့စမင်းနဲ့ထိုးတက်မဲ့ပွဲမတိုင်ခင်ဝိတ်ကျော်ခဲ့တာကြောင့်ကပတ်ဆွလွတ်ထားရတာဖြစ်ပါရီ။ဒီတစ်ခါဂျပန်မှာရင်ဆိုင်ရမယ့်ပွဲမှာရော့တာအနေနဲ့အဝိတ်လုံးဝကျော် ော်လို့မရဘဲဒီအတွက်ကိုလည်းအကောင်းဆုံးပြင်ဆင်မှုတွေပြုလုပ်ထားတယ်လို့ဆိုလာခဲ့ပါတယ်။ ဒီပွဲဟာဖိုက်တာနှုတ်စလုံးအတွက်အာသာချက်အားနည်းချက်ကိုစီရှိတဲ့ပွဲဖြစ်ပါရယ်တာခေရုအာသန်နဲ့ကိဘောက်စင်စီးမြဲအောင်မှထိုးတက်ရမယ်ဆိုပေမဲ့ရော့ချန်ရဲ့မာဂွန်ကိုလည်းချော့တွက်ထားလို့တော့မရပါဘူးရော့ချန်အာသန်နဲ့တတောင်ရိုက်ချက်တွေမတုံ့ရဘူးဆိုရင်တောင်မှမွေတိုင်းဖိုက်တာရဲ့ခြေကန်ချက်တွေကိုဂျပန်ကြီးခံနိုင်ပါမလားဆိုတာကစဉ်းစားစရာပါပဲဂျပန်မြန်မာကစားရမှာဖြစ်တာကြောင့်တာခေရုကပရိသတ်တွေအားသာတယ်ဆိုပေမဲ့ရော့ချန်ကလည်းမွေတိုင်းမီဂါစတာဖြစ်တာကြောင့်ဒီပွဲမျိုးမှာသူ့ရဲ့စွမ်းဆောင်ရည်ကိုအကုန်ထုတ်သုံးမှာပါဒီပွဲမှာနိုင်တဲ့သူကတော့ စူပါလက်ရဲ့ကစ်ဘောက်စင်ချန်ပီယံကပတ်လူဝင်ရမယ့်ခွင့်ရလက်ရှိသေးတာကြောင့်စူပါလက်ကိုရှုံးနိမ့်ထားတဲ့ရော့ထန်နဲ့တာကီရူတို့နှစ်ဦးစလုံးမီးကုံရန်ကုန်ကြမ်းကြမဲ့ပွဲလို့ပဲဆိုလိုချင်ပါတယ်။ဟုတ်ကဲ့ပါရှင်။ view လေးကတော့ဒီလောက်ပါပဲ။နောက်နေ့ရမှာလဲ MMA နဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားအောင်ပါဖြစ်လို့ကျမတို့ရဲ့ page လေးကို like and follow လုပ်ပြီး video လေးကို share ပေးပါအောင်လို့ပြောရင်းနဲ့နှုတ်ဆက်လိုက်ပါစီရှင်။